ရခိုင်ပြည်မြို့တော်စစ်တွင်တရောက်စီမံကိန်းတွင်ရှိတဲ့ကြောက်ဖြူမြို့နယ်တွင်ကလက်တလောဖြစ်ပြက်နေတဲ့တိုက်ပွဲတွေမှာဒရုန်းအသုံးပြုတိုက်ခိုက်တာတွင်ပိုပြီးတွေ့လာရတယ်လို့စစ်ရေးစောင့်ကြည့်သူတွေကပြောကြပါတယ်စစ်ကောင်စီနဲ့အာရခတက်တော်အေအေတို့ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီ22ရက်ကစလို့ကြောက်ဖြူမြို့နယ်ကတညောက်ဒီရတက်စခန်းအနီးပတ်ဝန်းကျင်မှာတိုက်ပွဲတွင်ပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေတာပါ တိုက်ပွဲတွေမှာစစ်ကောင်စီကလေကြောင်းနဲ့ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေပိုပြီးလှုပ်လာတာကိုတွေ့ရတာလည်းဖြစ်ပါတယ်။ DMG ကအောက်ယူထားတဲ့စီးရင်တွေအရပြီးခဲ့တဲ့ဖေဖော်ဝါရီ22ရက်ကစလို့ဒီကနေ့မလ15ရက်အထိ22ရက်အတွင်းမှာကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီဘက်ကဂျက်ပိုက်တာနဲ့တိုက်ခိုက်မှုနှစ်စဉ်ရှိနေပြီးဒရုန်းဘုံကြီးတိုက်ခိုက်မှုအကျဉ်းရ30ထက်မနည်းတိုက်ခိုက်ခဲ့တာကိုလည်းတွေ့ရှိခဲ့ရပါတယ်။အခုနောက်ပိုင်းစစ်ကောင်စီက ရခိုင်စစ်မြေပြင်မှာဘာကြောင့်ဒရုန်းတွေကိုပို့ပြီးတော့အသုံးပြုလာရတာပါလဲစီဒန်ဘိုကြီးစင်ရောကတော့အခုလိုရှင်းပြထားပါတယ်တွဲဖက်ဒရုန်းနဲ့မြေပြင်နဲ့တွဲဖက်တဲ့နီးပြူဟာတခုကိုသူတို့စပြီးတော့စမ်းပြီးတုံးနေတဲ့အနေအထားမျိုးပေါ့အဲဒါကြောင့်ဒီစစ်တွေနဲ့ကြောက်ဖြူမှာလဲအဲဒရုန်းအဖွဲ့တွေပေါ့နော်ဒရုန်းအဖွဲ့တွေ တုံးပြီးတော့တိုက်ခိုက်ဖြက်စီးလာတာတွေကိုတွေ့ရပါတယ်ခင်ဗျာအရခတက်တော် AA ကလည်း2024ခုနှစ်နှစ်ကုန်ပိုင်းကစလို့ရခိုင်စစ်မြေနာမှာစစ်ကောင်စီဟာမောင်းသူမဲ့အသေးခံဒရုန်းလို့ခေါ်တဲ့စစ်ဆိုင်ဒရုန်းတွေကိုအုံပြုတ်တိုက်ခိုက်ခဲ့တယ်လို့ထောက်ပြန်ခဲ့ပါတယ်မလ73ရက်နေ့ကဆိုရင်လေကြောက်ဖြူမြို့နယ်ကတ်တိန်ကျေးရွာကိုစစ်ကောင်စီကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံအမျိုးသားတအူးတေဆုံးပြီးနေအိမ်တစ်စေထပ်မင်းပျက်စီးခဲ့ရပါတယ် မလစနေရနေ့ကလည်းကက်တင်ကြေးရွာကိုစစ်ကောင်စီကထပ်မံဘုံကြီးခဲ့ပြီးတော့ဘုံကြီးချောင်းတဆောင်ပျက်စီးခဲ့ရပါတယ်မလစရဲ့နေ့တုန်းကလည်းတရတဲ့အတွင်းကြောက်ဖြူမြို့နယ်စနေမြို့နယ်ကက်တပြေကြေးရွာတွင်ကိုစစ်ကောင်စီကဒရုန်းနဲ့ဘုံကြီးတိုက်ခိုက်ခဲ့တာတွေရှိပါတယ်အခုလိုတိုက်ခိုက်မှုတွင်ကြောင်းကြောက်ဖြူမြို့နယ်မှာ22ရက်အတွင်းအရသာတည်ဆုံးသူ၆ဦးထက်မနည်းရှိခဲ့ပြီးနေအိမ်မီးလောင်ပျက်စီးမှု200ထက်မနည်းရှိခဲ့တာကို DMG ရဲ့စီးရင်တွင်အရာသိရပါတယ် ထာတို့အပြင်ကြောက်ဖြူမြို့နယ်တညောက်ဒီရတက်စခန်းအနီးကကျေးဟာပေါင်း200ကျော်ဟာလဲဘေးလွတ်ရနေရအသီးသီးမှာ ထွက်ပြေးတိမ်းရှောင်မှုတွေရှိခဲ့ပါတယ်။အဲ့ဒီလိုပဲစစ်တွေမြို့နယ်အတွင်းကတိုက်ပွဲတွေမှာလဲစစ်ကောင်စီကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပိုပြီးလှုပ်လာတာကိုတွေ့ရတယ်လို့စစ်တွေမြို့နယ်ကတည်င်းရင်းမြစ်တွေကပြောဆိုထားကြပါတယ်။ ပြီးခဲ့တဲ့မလ6ရက်ကလည်းစစ်တွေမြို့နယ်ဝါဘော်ကျွော်ကိုဒရုန်းစစ်စီးနဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်နေအိမ်30ကျော်မီးလောင်ပျက်စီးခဲ့ရပါတယ်။စစ်မြေပြင်မှာဒရုန်း3ပြုတက်ခိုက်မှုဟာဘလောက်အထိထိရောက်မှုရှိတယ်လဲဆိုတာကိုတောင်းသားလက်ရုံးတက်တော် SAF ရဲ့ဒရုန်းစစ်စင်ရဲမှတာဝန်ရှိသူတို့ကအခုလိုရှင်းပြထားပါတယ်။တိုက်လင်နေအနေနဲ့အပေါင်း900ပေါင်း1000ဆက်ပြေဘုံတွေကိုအသုံးပြုနိုင်တယ်ဆိုပေမဲ့မြေပြင်ကတက်မှုကလိုအပ်ချက်အရာချက်ချင်း ပြစ်ခတ်ဖို့ဆိုတဲ့အပိုင်းမှာကြတော့ drone ကပို့ပြီးတော့မြင်းမြန်ဆက်ဆံနဲ့ပြစ်မှတ်ကိုထိထိရောက်ရောက်ပြစ်ချနိုင်တာမျိုးရှိပါတယ်။ဒီတော့ကြောင့်စစ်ကောင်စီအနေနဲ့တက်ခွဲအဆင့်မှာတိုက်ခိုက် drone နဲ့ scout drone များကိုတက်ဆင်နိုင်အောင်စီစဉ်ခဲ့ပြီးတော့မြင်းမြန်ဆက်ဆံနဲ့ထိထိရောက်ရောက်ပြစ်မှတ်များကိုတိုက်ခိုက်နိုင်မှုအတွက်လက်ရှိအသုံးချနေတာမျိုးဖြစ်ပါတယ်။ တော်လည်းအားစုတွေအနေနဲ့ကတော့နိုင်ငံတော်ဝန်တိုက်ပွဲတွေမှာစိုက်ပျိုးရေးသုံးဒရုန်းတွေကိုဘုံတိရှိုက်ဆွဲပြီး30ခရကနဲ့လေယာဉ်ပုံစံ Passway ကာမီကာဇီဒရုန်းတွေနဲ့နိုင်နဲ့ရှီကင်းထောက်နိုင်တဲ့ UAV ဒရုန်းတွေကိုအသုံးပြုတိုက်ခိုက်မှုတွေရှိတယ်လို့တော်လည်းအားစုတွေစီကသိရပါတယ် စစ်ကောင်စီကတော့တရုတ်ထုတ် SK1 02 CH3 CH3A နဲ့ CH4 ဒရုန်းအမျိုးအစားတွေအသုံးပြုနေတာကိုတွေ့ရတယ်လို့စစ်ရေးလေလာစောင့်ကြည့်သူတွေနဲ့ဤပညာကျွမ်းကျင်သူတွေကပြောဆိုထားကြပါတယ် Justice for Myanmar ရဲ့ထုတ်ပြန်ချက်မှာတော့စစ်ကောင်စီဟာ Israel နိုင်ငံကထုတ်လုပ်တဲ့ Skylet UAV ဒရုန်းတွေကိုပန်ဆန်ထားတယ်လို့ဖော်ပြထားတာကိုလည်းတွေ့ရှိရပါတယ် စစ်ကောင်စီဘက်ကအဲ့ဒီလိုဒရုန်းတွေပို့ပြီးအသုံးပြုနေတာကြောင့်တော်လိုင်းအင်အားစုတွေအနေနဲ့ပို့ပြီးတတိထားကြဖို့လိုအပ်နေတယ်လို့စစ်ရေးလစ်လာသူတွေကထောက်ပြထားကြပါတယ်ခင်ဗျာ။